ဟေးဆိုင်ရရပါပြီနောက်နေဆုံးနောက်နေဆုံးဘူးဒါကတော့ဒါကတော့ကျွန်တော်တို့အမ်ဘက်ထရီ3ဘိန်းဒါဟိုဒီပေါ့နော်ဟိုဒီကျွန်တော်တို့မတန်ဆွမ်းလေးတွေစီးတဲ့ဟာလေးပေါ့အဲဒါလေးကိုဒါနိုင်ငံတကာအလှူရှင်တွေနဲ့ကျွန်တော်ခုနှစ်ရက်သားသမီးအလှူရှင်တွေကနေပြီးတော့စုပေါင်းပြီးတော့လှူထားတဲ့အလှူငွေတွေကနေတန်ငယ်လေးတစ်စီးရယ်ဒီကြားဒါတော့16သိန်းပေးရအောင်16သိန်းနဲ့9000ရထားတာ ဒီမှာတသိန်းနဲ့ခွန်းတောင်းတာဒီမှာပေးလိုက်ပြီဘာလို့ခွန်းတာကြောက်နော်ဒါတသိန်းနဲ့ခွန်းတောင်းဒီမှာဆက်ကြောက်တယ်ဆက်ခွန်းတဲ့ခွန်းတောင်းဒါပိုတာလေးကိုပေးတာအလူရှင်နာမည်လေးတွေကျွန်တော်တစ်ချက်လောက်ဖတ်ပြပြီနော်အဲကိုင်းဆိုတဲ့အမကတသိန်းနောက်ကိုလွင်မိုးဦးတဲ့သူကတော့လားစင်အလူရှင်ပေါ့နော်လားစင်အလူရှင်တသိန်းခွဲသူကနိုင်ငံကြားပြည်ပကနေလူတာပေါ့ကိုလွင်မိုးဦးသူကတသိန်းခွဲနောက်ကိုတင်အောင်နဲ့မန္တလေးဖူထိုင်းနိုင်ငံတသိန်းမက်လင်းလဲနိုင်ငံတသိန်းကိုအောင်စော်ဟိန်းမူးရုံမြို့နေက9000မဆုစုတို့ရတသိန်း ိုကျော်သောဟိန်းနဲ့မမမြင့်မြင့်ခိုင်တမီတွန်းရီဆိုမလေးရှားနိုင်ငံကနေမှ3သိန်းကိုကျော်ကျော်က3သိန်းကိုကျော်မြင့်ကဩကိုကျော်မြင့်က9သိန်းကိုအောင်ကိုဦးကထိုင်းနိုင်ငံက3သိန်းတက်တက်မှာ3သိန်းနဲ့မှ9သိန်းနော်အားလုံးပါကျွန်တော်တို့18သိန်းနဲ့မှ9000တောင်းဟိုဒါ16သိန်းဒါ3သိန်း9000တောင်း18သိန်း9000တောင်းဒါကတော့ကျွန်တော်နိုင်ငံတကာအလူရှင်နေနဲ့9000တောင်းပြီးလှူထားတာလူရှင်နေပါပြောအခုလိုမျိုးသမီးကိုလူရန်ပေးတဲ့တည်းလေကျေးဇူးအများကြီးတင်ပါတယ် မမီဘူးဆိုရင်ဒါလေးနဲ့ကိုယ်ပဲပေးထားလေးနဲ့တဲ့အားလုံးဆင်းပြေပါလေကျောင်းပါကြီးအခုလေးနဲ့တင်လိုက်တာနော်အခုလေးနဲ့ကျွမ်းသွားပြီတက်သွားပြီနော်ဆရာကြီးဖြစ်သွားပြီသူကသူ wipe လိုက်တာဝီကိုတော်ရမ်းနေအခုဒီဆိုင်ငယ်နဲ့ဘယ်ထိသွားမလဲဘယ်ထိခြေဆန့်မလဲဒါသူစောင်းတာတော့ပြောတယ်ရတယ်တဲ့ကိုကြီးတဲ့အဆင်ပြေသွားကြီးတဲ့တမီးအိမ်မှာရံဖြစ်လို့တဲ့အခုဒီပါချက်ပြီးတမီးဆင်းတော့မှာတဲ့ဟုတ်လားနော် ဒါခလုတ်တွေလည်းသိပါဟုတ်ကျောင်းဝိုင်းအဲဒါကကျွန်တော်တို့ခုနှစ်ရသားသမီးတွေနဲ့ဒီမြန်မာနိုင်ငံရောနိုင်ငံတကာလူရှင်တွေရောဒါလှူပေးထားတာနော်ဒါလေးကသူ့အတွက်ပေါ့နော်ကျွန်တော်အတုံးဝင်မယ်လို့ထင်နေကြအဘဘလို့လဲဆိုတော့ဆွမ်းနာပြောတယ်လို့ပဲသူ့ရဲ့ဘဝမှာပေါ့နော်သူသွားခြင်းတဲ့နေရာလေးမသွားခဲ့ရဘူးဟိုဒီပြင်မလောကကိုအထီးတွေ့မရှိခဲ့ဘူးပေါ့နော်ဒီအိန်းနာနဲ့လမ်းထိပ်ကတော့မှလမ်းထိပ်ဆိုတာတော့မှသူသွားရခဲ့တယ်ပေါ့နော်လားနေနှစ်တွေချီမှလမ်းထိပ်တစ်ခေါက်လောက်ရောက်တဲ့အနေသားဖြစ်တဲ့အတွက်အဲပေါ့မယ်လို့ထင်တယ် နော်ဒီရလေးဆိုလဲသူသွားကျင်တဲ့နေရာလေးသွားလို့ရတော့တယ်လှိုင်းသားရတွေးရတော့သူကြိုက်တဲ့နေရာသွားဟောအားလည်းခံတယ်အားလည်းခံတယ်သူကဗတ်ဒီကို35ကိုနှလုံးတွဲကြီးထည့်ထားဆိုတော့တော်တော်လက်ခံပါတယ်အဲဒါလေးဆိုလဲသူ့အတွက်အဆင်ပြေမယ်ထင်လို့ကျွန်တော်ကဒါလေးကိုရှင်းပြပေးလိုက်တာပေါ့နော်လက်ရှိလဲသူကဈေးဆိုင်ဖွင့်ဖို့အတွက်စီစဉ်နေတာပစ္စည်းတွေအများကြီးစုဆောင်းနေနော်အဲဒါဈေးဆိုင်ဖွင့်တော့မှာကဲလက်ကပစ္စည်းလေးမစုံသေးလို့စုလို့မသေးပါနော် အဆင်ပြေသွားလို့ရှိရင်တော့ဖွင့်တော့မှာပါ။อืมဒါတော့ဆန်စီမရုပ်တက်တွန်းမုတ်တွေဂျယ်လီတွေဟာအကုန်အအများကြီးပဲအများကြီးပဲဒီမှာသူဈေးတိုင်ဖွင့်မဲ့ဟာတွေပြီးရင်ဒီဈေးတိုင်လေးကိုဖွင့်ပြီးတော့မှသူကဒီဈေးလေးလေးရောင်းနေတဲ့ဖက်ကနေပြီးတော့ဒီဆက်ချုပ်တဲ့ဟာလေးကိုလည်းသူဆက်ပြီးတော့တင်နေဦးမှာဆက်ချုပ်တာလေးဆက်ချုပ်တက်သွားရင်သူဆက်ချုပ်တန်လေးဖွင့်မှာဟုတ်ကဲ့မယ်ဒါကြီးစဉ်းစားပါတခုတခုကောင်းတာကသူ့ကိုပေါ့နော်လှူတဲ့တန်းနဲ့ဒါအလူရှင်တွေတခုကောင်းတာပါလဲဆိုတော့သူကတိတ်ပြီးတုံးတာဖြုံးတာမရှိဘူး သုံးနာပြောင်းနာမရှိဘူး KTB မာဆက်ဘဲမှမသွားဘူးငါသူ့အိမ်မှာပဲနော်နော်ဘဲမှမသွားဘူးဘဲမှမသွားဘူးနော်နောက်ပြီးတော့ဟိုတီတူရင်မြင်းတို့ဘာလို့သူများလဲကလပ်တွေဘာလဲလဲသွားဘာမှသွားမလုပ်ဘူးသူ့အတူနေတာဒီနေ့မဟုတ်ဘလားဘုဇာမစားဘူးစားကြတယ်ကြည့်ရမလားမစားဘူးလားအမေမေอืมဟုတ်မစားဘူးလေအတနေ့ကိုဒီလိုလုပ်လိုက်မစားရင်လည်းအာဟာရတွေပါရှိတယ်လေအာဟာရတွေပါပြတ်မှာသူကြာဖို့စားလိုက်ကြာ90လောက်စားနော်အဲ့ဒါမှကိုအာဟာရရှိပြီးတော့နေပါပြည့်ဖြိုးလာဟုတ်လား ကျေးဇူးတင်ပါတယ်လူရှင်တွေအကုန်လုံးကျေးဇူးပါအော်ဘယ်မှာမှရေဘူးရေဘူးရေဘူးရေဒီလိုအဲ့မှာဒီမွားလေးကပါရောစိတ်တမြင်ရေမာဝါတယ်ဒီကွာတစ်စိတ်ကျိုးနေတာလေမအိမ်ထဲမှာပဲနေနေရတယ်ဒီကောင်မှရှင်ပလောကကိုတာမန်နေနေရှင်အတူဖြစ်ပါလိမ့်ဟုတ်ကဲ့ ်ဆိုင်လေးကတော့ဖွင့်တယ်။ဆောင်းမကမန်းနဲ့ခေါင်းထဲမှာတစ်ပတ်ခိုးတာ။ဒီကနေ့တို့ကဆိုင်ကြီးပဲဒီကနေ့ကတော့။အင်းဆက်ပြီးပလာရေးကြတာကိုလာရမယ်ဆိုတော့။ဒါကလည်းလိုက်ပြီးတော့အမှန်တရားကိုသိချင်ပါ